ဒါပေမဲ့ lemons ကိုကြတော့အကိုစိတ်တယ်အကြည့်တဲ့ရတယ်ဒီကောင်လေးကောင်းနိုင်တယ်လို့ထင်တယ်ကောင်းနိုင်တယ်လို့ထင်တယ်လို့ပြောတဲ့အခါကျတော့အခုဆိုရင်ဒေါ်နာရမာလို့ဟလာနော်ဒီ Manchester City ကထွက်သွားတဲ့ Ederson လို့ဒီ Alisson Becker လို့ဟို Liverpool က Alisson Becker လို့အဲ့လိုကြီးတော့မှန်မှန်မှန်လို့မရသေးဘူးကွာရဖြစ်လာဖို့အတွက်နောက်ဆုံးကွာ Peter Schmeichel Van der Sar လို့ဖြစ်လာဖို့ဆိုတော့ကတော်တော်ကိုခတ်ပါတယ်အများကြီးတည်တည်ပြအောင်ပါ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီစဉ်ကိုကတော့ wine spec ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားပါဗျ။ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ one soccer hop promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်။ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါကြပါတယ်။တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ်။ promo code ကိုကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဒီတစ်ပတ်အစီအစဉ်မှာတော့နမေထက် philosophy ကြောင့်ခေါ်ယူခဲ့တဲ့ကိုသမား Sanderlemans အကြောင်းကိုကျွန်တော်စီသူနဲ့အတူဆရာနယ်ဝင်ငင်းချန်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအကိုရေမင်္ဂလာပါခင်ဗျာ မင်္ဂလာပါညီလေးဟုတ်ကဲ့ကိုမန်ချက်စတာယူနိုက်တက်အသင်းကဒီခေါ်ယူခဲ့တယ်ပေါ့နော်နာမည်အပြည့်တော့မထင်မရှားအနေထားမှာရှိရဒါပေမဲ့သူတို့ရဲ့ philosophy သူတို့ရဲ့ data led ဒီဆုံးဖြတ်ချက်တွေကြောင့်ခေါ်ယူခဲ့တဲ့ကိုသမားဖြစ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်နှစ်ပွဲတော့ဖန်ပြီးသွားပြီနိုင်ပွဲလည်းရရှိထားတယ်ပြိသက်တွေချီးကျူးတယ်နေလေဟိုရရှိနေပြိသက်တွေလည်းဒီဒီတောက်လျှောက်ဒုက္ခပီးနေတဲ့ကုသမနေရာနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်နေတာကိုတွေ့ရတယ်ပေါ့နော်အခုအဲ့တော့ဒီအခုရဲ့ ဒီ seasonal elements တဲ့ပတ်သက်တဲ့အမြင်လေးပေါ့ဒီလောလောဆယ်မြင်ထားပြီးတော့ဟိုဘာတွေသုံးသပ်ချင်ပါသလဲခင်ဗျာအဲညီပြောသွားသလိုလေပေါ့နော်ဒါကဒီ elements ဆိုတဲ့နာမည် seasonal elements ဆိုတဲ့နာမည်ကကိုယ်တမကဘာမှာကိုယ်တမလောကရဲ့ဒီ headliner မဟုတ်ဘူးပေါ့နော် headlines news တွေတဲ့ကကိုယ်တမမဟုတ်ဘူး ဒါပေမဲ့သူ့မန်ချက်စတာယူနိုက်တက်ကခေါ်တယ်ခေါ်တဲ့အခါမှာဘာကြောင့်ခေါ်တယ်လဲဆိုတော့ data တွေကြောင့်ခေါ်တယ်နော် algorithm ကြောင့်ခေါ်တယ်ပြီးတော့သူတို့ philosophy နဲ့ကပ်နေမှတင်လို့ခေါ်တယ်ဆိုတော့ဇာကဟို vanity signing မဟုတ်ပဲနဲ့ဒီ algorithm ဘိုင်းဆိုင်ရပါဘောနော်အလောင်းစားတစ်ခုပေါ့ဆိုတော့အဲ့လိုခေါ်ယူမှုမျိုးဆိုတော့တွေ့ရတယ်နော်သူ့အကြောင်းကိုပြောချင်တာတော့ဘာလို့ပြောလဲဆိုတော့ဒါရှင်းရှင်းပြောအကြည့်တက်ရလို့အိုက်ကောင်လေးကိုဟိုအကူစိတ်ထဲမှာ အကြည့်တက်ရလို့ပေါ့နော်အဲသူနဲ့ပတ်သက်ပြောကြတာသူတို့စောစောအောင်ပြောပါသေးတယ်အခုတို့ဒီရိုးရလဝေးကမင်းကျော်သားလိုလိုနော်အခု AC Milan ကဒီပါတိုလိုလိုအဲ့လိုအဲ့လိုကိုနဲ့အေးကိုနဲ့အရန်မသိမ့်နဲ့မျက်နှာပေါက်မျိုးဖြစ်နေတယ်ပေါ့နော်ဖြစ်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့လေ United ကိုစရောက်တဲ့အကူကဟိုသူနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးမျှော်လင့်ဖို့တော့မဟုတ်ဘူးเนาะဒါပေမဲ့သူသူ့မှာတချို့တော့ဒီအချက်အလက်ပိုင်းအရာမှတ်တမ်းကောင်းနေတော့ရှိတယ် ဆိုတဲ့အကြောင်းပေါ့နော်ဒီ algorithm နဲ့ပတ်သက်ပြီးတော့ဟိုနည်းနည်းလေးပြောခဲ့ပူတဲ့အခါကျတော့သူဟိုကြည့်တယ်အကြည့်တဲ့အခါမှာအကြည့်လည်းရတယ်ဆိုတော့ဒီကိုတမားကိုဟိုတခါလာမွဲပြပစိုးဆိုတဲ့ပုံစံမျိုးအကိုအကိုတော့မဖြစ်စေချင်ဘူးဒါအကိုစိတ်ရင်အမှအခံပေါ့နော်ဟိုအရှင်းပြောရင်တခြားသူတွေတော့အံ့ဩမလားသိဘူးသိသွားတိပါတယ်အကိုအိုနာနာကိုကြိုက်တယ်ဟုတ်ပြဿနာကအိုနာနာကအိုနာနာကဟိုကစားတာလေးကိုကြိုက်ပြီမြဲ အကိုကိုတိုင်းလည်းကိုကိုသမားဆိုစိတ်ချမှာမဟုတ်ဘူးတော်တော်မြောက်လို့ပဲတော်တော်ဖင်းမငြိမ်တဲ့ကစားသမားဟိုသူစိတ်ကြရလဲအတက်အကြလဲအရန်များတယ်ပွဲပေါ်မှာအယုံစူးဆိုင်မှုကလည်းဟိုတက်လိုက်ကြလိုက်ပဲအရန်မြင့်နေတဲ့အချိန်ဆိုကောင်းဆုံးတော့နိုင်နေတဲ့အချိန်ဆိုရင်ဆိုတော့အဲ့အမျိုးမြင်ရတယ်ဘန်ဒါကတော့အကိုကြိုက်ကိုမကြိုက်တာဟုတ်ဘန်ဒါကတော့မန်ချက်စတာယူနိုက်တက်ကဘန်ဒါအာတော်တော်ကြီးမားတဲ့ပြဿနာတစ်ခုပဲသူ့ကိုသူ့ဆက်ပိစ်တီမှာ United ခံစက်ကသူ့ကိုအကောက်မပေးဘူးမပေးတဲ့အခါကျတော့ ကိုသမားအကာအကွယ်မရအောင်ဆိုတော့ကိုရံလည်းကိုပေါ့ကမကာကွယ်နိုင်ဘူးဟုတ်တယ်ဒါပေမဲ့အကွက်ဆက်ပစ်တင်မကာဘူးတခြားအရာတွေမှာပဲမကြိုက်တာသူတဝဲကောင်းထကောင်းလို့နိုင်သွားတာလေကိုသိစိတ်ဝင်စားဘယ်နာဟာကိုအကွက်မျက်စိထဲမှာဘလုံးမသဘောမတူတဲ့ကိုသမားထိတ်တန်းရည်သူရှိကိုသမားလို့မထင်တဲ့သူနော်ဒါပေမဲ့ lemons ကိုကြတော့အကွက်စိတ်တဲ့အကြည့်တဲ့ရတယ်ဒီကောင်လေးကောင်းနိုင်တယ်လို့ထင်တယ်ကောင်းနိုင်တယ်လို့ထင်တယ်လို့ပြောတဲ့အခါကျတော့အခုဆိုရင်ဒေါ်နာရမာလို့ခလာတော့ဒီမန်ချက်စတာစီးတီးကထွက်သွားတဲ့အဲဒါဆန်တို့ဒီ ် elephant packer လို့ဟိုလည်းပုံစံ elephant packer လို့အဲ့လိုကြီးတော့မှန်မှန်မှန်လို့မရသေးဘူးကွာရဖြစ်လာဖို့အတွက်နောက်ဆုံးကွာ Peter Schmeichel Van der Sar လို့ဖြစ်လာဖို့ဆိုတော့ကတော်တော်ကိုခတ်ပါတယ်အများကြီးတတိပြအောင်ပါဒါပေမဲ့ဟိုသူ့သူ့ကို Manchester United အတွက်အတွက်တင့်တော်တဲ့ကိုသမားတူတော့အကူတော့ထင်တယ်အမှမှ Manchester United အတင်သူ့ကိုဘယ်လိုဆက်သုံးမလဲသူ့အခြေအနေတွေမှာအဲဘယ်လိုကင်တွယ်မလဲဆိုတော့အဲစောင့်ကြည့်ကြတယ်ဒါအထိကတော့အဲ့ဒါကိုပြောကြတယ် ဟုတ်ကဲ့ဟိုအခု Manchester United ရဲ့ဂိုးသမားနေရာကဟိုတော်တော်လေးထိုင်ကုန်ပူတဲ့နေရာပေါ့နော်ဟိုဂိုးသမားနေရာဆိုတာကလည်းအမာယွင်းတွေဖြစ်တာနဲ့ဝေဖန်ခံရတတ်တဲ့နေရာဖြစ်တယ် Manchester United ကလည်းအတန်အရထွက်တဲ့အသင်းဖြစ်တယ်ပေါ့အဲ့တော့ဒီလိုမျိုးငယ်ရွယ်တဲ့ဂိုးသမားတယောက်ဟုတ်တယ်အခုလောလောဆယ်တော့ဟိုစမ်းဆောင်ရင်ကောင်းပြထားတယ်ဒါပေမဲ့အခုကနှစ်ပွဲပဲရှိသေးရပါဘောနော်နောက်ပွဲတွေပွဲတွေလာတဲ့အခြေအနေတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေကဒီလိုလူငယ်ကုသမတယောက်အတွက်တော့စိန်ခေါ်မှုကြီးရလို့ တ်မှတ်ရမယ်ထင်တယ်အဲ့တော့ဒီ data တွေနဲ့ပတ်သက်ပြီးတော့ကိုကိုဘယ်လိုမျိုးမြင်လဲမသိဘူးခင်ဗျာစင်စင်ကောင်မှုလည်းကြီးတယ်အမားတွေလည်းတရားပေါင်းရှိလာအောင်ပါအဲ Premier League မှာဟိုဒါကိုသမားတွေပေါ့နော်ဒါအများတိုင်းမြင်နေရထိတ်တန်းကိုသမားတွေ Edison ဆိုအခုအရန်ကြိုက်တဲ့ကိုသမားတွေပါတယ်ဒါပေမဲ့သူ့ကိုကြိုက်ချင်းမှာအခုတော့သူ့ကိုဘယ်လို comment ဆိုဘယ်တော့မှအမားမရှိတော့ သူ God level တော့တတ်မှတ်လို့မရဘူးပေါ့ကွာ God လို့လူတွေမြင်ထားတဲ့အမြင်ကြီး God ဆိုတာနော်အဲ့တော့သူအဲ့လိုတတ်မှတ်လို့မရဘူးလူသားစံစံမြင်အမားတွေရှိမှာပဲအဲ့ရှိတဲ့အမားတွေကိုတီးခံနိုင်မှုပဲလို့တာအလွန်အကျွမ်းမားလာရင်တော့ဘယ်သူမှတီးခံနိုင်မှာမဟုတ်ဘူးဒါဒါလည်းဟိုလက်ခံတယ်အဲ့ဂျားတွေက balance ကိုရှာမှာပေါ့အဲ့တော့ the group ပြောလို့ရတာက Manchester United အတင်းဟာဟိုသူနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့အခါမှာအခုဒီ program လဲဆိုတော့ model driven profile အဲ့ပုံစံနဲ့ဟို fit in ဖြစ်တယ်ဆိုတော့အချက်ကိုအဓိကထားပြီးတော့ Jason Wilcox ခေါ်တယ်ပေါ့နော်အခေါ်တဲ့အခါမှာဒီ Robin Amorin လိုချင်တဲ့ super keeper system ပေါ့နော်ကိုသမားတူဦးဟာကိုပေါက်တယ်မကောက်ဘူးဒီ space ကိုလည်းကာကွယ်နိုင်ရမယ်ဆိုတော့ဒီ philosophy နဲ့လည်းကိုက်ညီတယ်အဲ့ဒါကဝန်နာလည်းကိုက်ညီတယ်ဒါပေမဲ့အဲ့ကိုက်ညီဒီဒီ philosophy နဲ့ကိုက်ညီခြင်းဟာအရာရာမဟုတ်သေးဘူးအဲ့ philosophy နဲ့ကိုက်ညီတယ်ဆိုတဲ့နေရာမှာဟိုအဲ့ philosophy ဥမာကိုပေါက်တချို့ကဒီ pro complex ဆိုတော့ ကိုလိုင်းကိုစောင့်နေကစားသမားတွေကိုလိုင်းကိုစောင့်နေဆိုတာကတယောက်ချင်းတွေးလို့ထွက်ပြီးတော့ရင်းဆိုင်တွေးတယ်ကနေပြီးတော့ပယ်နတီကိုဂိုးစီးပေါ်ဖမ်းတယ်အထိအကုန်ပါတယ်အဲ့ဒါကိုကိုလိုင်းကိုစောင့်ကြက်တဲ့ဒီကစားသမားတွေရဲ့ type မျိုးပေါ့နော်အဲနောက်တစ်မျိုးကကြတော့ဟိုဒီဒါရှင်းတယ်ဒီမနွေနော်ယာတို့လို့လိုင်းကအရင်မြင်တဲ့အခါကျတော့အဲ့ဒီမြင်တဲ့ line ကိုတက်ပြီးတော့အဲ space ကိုအကျယ်ကြီးကိုမပြီးရဲနဲ့ space ကိုကျင်းသွားအောင်တက်ထောက်ကစားတဲ့ပုံစံ ဆိုတော့အဲ့မှာဒီ MRN လိုချင်တဲ့ပုံစံက Icyber Keeper ဆိုတဲ့ပုံစံကိုသူလိုချင်ခဲ့တယ်လိုချင်ခဲ့ပြီးတော့ဒီ owner ကိုလဲသူ73တယ်ယုံကြည်မှုသူဆက်ပေးတယ် Everton Hangler ထက်မှာပြဿနာရှိနေတိုင်းအောင်ဒါပေမဲ့မလုံလောက်ခဲ့ဘူး owner ရဲ့မှတ်တမ်းတွေပြီးတော့သူ့ရဲ့အမှားတွေအများများသွားတဲ့အခါမှာအခု Lemon ကလည်းအဲ့ပုံစံနဲ့အဲ့ model driven ဒီ profile နဲ့ကိုက်ညီတဲ့ကိုသမားပဲအဲ့ကိုသမားမှာမှာသူသူကနေပြီးတော့ထပ်ပြီးတော့ပုံစံနဲ့ကိုက်ညီုံနဲ့တော့မလုံလောက်ဘူးသူတက်တည်ပြရမှာရှိတယ်သို့တော့အဲ့မှာ ခေါ်ထားတဲ့အခါမှာကြီးတဲ့အခါကျတော့ဒီဥရောပထိုင်တန်းလိပြိုင်ပွဲ9ခုပေါ့နော်ဒီ9ခုမှာဒါကိုတို့တည်ရသလောက်ဆိုရင်သူ့ရဲ့ဒီ save rate ကအရင်မြင်တယ်အဲ clean sheets ရတဲ့ rate ကအရင်မြင်တယ်ပြီးတော့ဒီ position အနေအထားမှာသူကဒီဘောလုံးထိကြပေါင်းများဆုံးပါဝင်ပတ်သက်လိရှိတဲ့ကိုသမားတွေမှာပါတယ်ဘေးရက်ထဲမှာပါတယ်ပေါ့ကွာလို့ပြောရတယ်ဟုတ်အဲနောက်တစ်ခုကကြတော့ဒီ line access ကိုဆော့ဆော့ပြောတဲ့ဒီ line access ဆိုတာက ဒီကိုကိုကိုစီးဇုံပေါ့နော်အဲ့ဇုံအဲ့ဇုံကိုမကြာခဏတက်ပြီးတော့ proactive defensive setup တွေကိုဟိုပေါင်လေးရှိတယ်ဆိုတဲ့အချက်တွေကိုတွေ့ရတယ်ဆိုတော့အကူကအချက်လက်သမားမဟုတ်ဘူးဒါပေမဲ့အချက်လက်တွေကတော့အဲ့ဒီအရာကိုပြနေပြီဆိုတော့ဒီ lemons ကိုအကူတော့ဟိုဘလိုကိုသမားမျိုးလဲဆိုတော့ဒီပုံစံကို model ကိုထုတ်မယ်ဆိုရင်ตัวมา short stopping เนี่ยปะทะပြီးတော့ဆော့ဆော့ပြောတဲ့ safe rate တွေ clean sheet တွေက short stopping keeper back ကိုရောက်တယ် အဲအဲ့ဒီမှာမှ तू ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟို opposition map to active ဖြစ်တဲ့ပုံစံပေါ့เนาะအဲ့အဲ့ဒီနေရာမှာလဲဒီ bit of involvement သူ့မှာရှိတယ်ပြီးတော့ mobility ရှိတယ်เนาะဒီကိုကိုကိုပေါ့ဆုံးကိုဆုံးခွာပြီး space ကိုတက်တက်ပြီးတော့ကာွယ်တက်တဲ့ဆရာရှိတယ်ဆိုတော့ဟိုကြုံလို့ပြောရင်ကိုကိုသမားမှာရှင်းရှင်းပြောရင် model က၃မျိုးပဲရှိတယ်အဓိကပင်မ model ကအဲ့ပင်မ model ၃မျိုးဆိုတာကဟို traditional ပုံစံပေါ့เนาะ reflex capability အဲ့အဲ့ဒီကိုဒမားရဲ့ပုံစံ shop stoppers က type တစ်မျိုးနောက်တစ်မျိုးက distributors တွေ and possession based အတွက်အံဝင်တယ်ဒီ shopper specialist တွေဖြစ်တယ်အစားရှိသဖြင့်ပေါ့အဲ့ကြားထဲမှာနောက်ထပ်ပုံစံတစ်မျိုးထပ်ရှိတယ် super keeper sorry အဲ့ကြားထဲမှာမဟုတ်နောက်ထပ်ပုံစံတစ်မျိုး super keeper ဆိုတဲ့ပုံစံရှိတယ် advance ဒီ positioning ကိုတက်လုပ်တယ် line control လုပ်တယ် zone control လုပ်တယ်ပြီးတော့ defensive covering အဲမဆိုးကောင်းတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကတော့ဆော့ဆော့ပြောရမှာ manual နော်ယာတို့လိုပုံစံအယ်ဆန်ဖက်ကာတို့လိုပုံစံမျိုးအဲ့ type 3မျိုးပေါ့နော်အဲ့ type 3မျိုးမှာ lemon ပုံစံကအရန်အားကောင်းတဲ့ short strawberry ဘက်ကိုလည်းမတော်ဘူးအခု तू clean sheet တွေရတဲ့အခါမှာသူ့ရဲ့ကိုဖန်စွန့်ရင်လည်းပတ်သက်ပြီးတော့လူအရန်အထင်ကြီးနေကြအခုအမြင်ပြောရအောင်အဲ့ဒီအပိုင်းက तू အရန်အားသာတဲ့အပိုင်းမဟုတ်အဲ့ဒီအဲ့တော့ဒီ short strawberry နဲ့ပတ်သက်ပြီးရင် तू က short strawberry နဲ့ပတ်သက်တဲ့ကိုက်ညီတဲ့ဇာတ်လိုက်ခဏတို့ပြောလို့ရှိတယ်အရန်အရန်မြန် တော်တော်မြင်တယ်သူရဲ့ reflex ကကိုအံ့တော်တော်အံ့ဟုတ်တယ်ဒီမဟာမက်သလောကန်တဲ့အချိန်သူဝင်လာတဲ့ပုံစံကတကယ်ဟိုဟိုဘယ်လိုခေါ်မလဲပေါ်ပါဖြက်လက်လုံးတယ်ပေါ့တလားဟိုကြောင်တကောင်လိုပဲအဲ့လိုအဲ့လိုတင်သားရယ်အဲ distribution လို့လည်းသူ ਨੇ ပါသူလုံနိုင်တယ်ဟုတ်အဲလုံနိုင်ပြီးတော့သူကတကယ်သူ့ရဲ့ပုံစံကတော့ဆိုဆိုဒီ type သုံးမျိုးမှာဆို third type ကိုတော့ super keeper ကသူ့ရဲ့အဓိကပုံစံ သူကကိုဖန်းစွမ်းကြီးအရန်မြင်တဲ့ကိုသမားဆိုတာထက်ဘလုံးဖြန့်ဝေမှုအရန်အားကောင်းတဲ့ကိုသမားဆိုတာထက်သူက ideology ဘိုင်းဘက်မှာပို့ပြီးတော့ကိုက်ညီတယ် advanced positioning ဆိုတဲ့ပုံစံမျိုး zone control ပုံစံမျိုး defensive covering လုပ်ပေးတဲ့ပုံစံမျိုးပဲကိုသူပို့သွားတယ်ဟုတ်ကဲ့ပို့အဲ့တော့ဒီ sanel lemons နဲ့ဒီဒါတို့ရဲ့အခြေသွေးတွေကိုဒါရှင်းပြခဲ့တာပေါ့နော်ကိုအဲ့တော့အဲ့ဒီအခြေသွေးတွေတော့ရှိတယ်ရေသွေးခေါင်းတွေလည်းကျွန်တော်တို့ဒလော့ဆယ်နှစ်ပွဲတော့ကြည်ပြွားရင်နှစ်ပွဲမှမြင်ရတယ်ပြီးတော့သူ့ရဲ့ဒီ n web အသင်းမှာလည်းကျွန်တော်တို့ဟိုကြောက်စရာကောင်းတဲ့ data တွေကိုမြင်တွေ့ထားရတယ်ပေါ့နော်အဲအကိုကတော့ပြောခဲ့တယ်ပေါ့နော်ကိုကိုသမားတွေလည်းဒါအမားတွေကျူးလွန်နိုင်တယ်ပေါ့နော်အမားတွေကျူးလွန်နိုင်တော့အဲဒီ Manchester United ကအမားကြီးနဲ့ပတ်သက်လာရင်နည်းနည်းလေးအဲအမားကြီးကနေ single single ကြီးလာပြီးတော့ဟိုဆွဲချသွားတတ်တဲ့သဘောရှိတဲ့အသင်းမျိုးအဖြစ်မြင်ရတယ်ပေါ့နော်ဟုတ်ဒီမကွာယာတို့ဆိုရင်ဒါ तू က strong ဖြစ်လွန်တဲ့အတွက် तू ပြန်လာနိုင်ခဲ့တယ်ဆိုပေမဲ့ဟိုမကွာယာ နဲ့ပတ်သက်တဲ့ဝေဖန်တန်တွေကျွန်တော်တို့ကြည့်မယ်ဆိုရင်ဟိုသူကောင်းနေလေဝေဖန်ခံရတယ်ဆိုတဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့တယ်ပေါ့နော်ကျွန်တော်ဆိုလိုချင်တာကဒီလိုမျိုးဝေဖန်တန်တွေဒီပြည်သက်တွေရောဒီ organization နဲ့ပတ်သက်တဲ့ဟိုစိုးကြိုးကြီးပေါ့အဲ့ဒါကြီးရှိတယ်ပေါ့နော်အဲ့တော့ကိုသမားနေရာကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ပေါ့လေအဲ့တော့ဒီအရာနဲ့ဒီချိန်ထိုးမယ်ဆိုရင်ဟိုဘာတွေများကျွန်တော်တို့တွေးရှိနိုင်မလဲခင်ဗျာ ဲ့တော့စောစောပြောသလိုပဲ Antworth မှာသူ့ရဲ့ဒီမှတ်တမ်းကောင်းကနေအခုစပြောရရင် Antworth မှာသူကစားခဲ့တာတကယ်တမ်းကျတော့2024 25ရာသီမတိုင်ခင်အထိစီနီယာဘွဲ့တပွဲပဲကစားဘူးလားဟုတ်2024 25 100ရာသီပဲသူကောင်းကစားခဲ့ရတာအဲ့2425ရာသီမှာသူဂိုးပေါက်ဒီရင်ဆိုင်ရတာပေါ့နော်ဒီ prevent လောက်ရတာ958ကျင်းရှိတယ်အဲ့958ကျင်းမှာသူပေးရတဲ့ပေးဖို့အရေတော်က92ကိုပဲရှိတယ်ဆိုတော့အဲ့ဟာကသူတော်တော်မြင့်တဲ့အထက်မှာပါတယ်အမြင့်ဆုံးကိုသမားတော့မဟုတ်ဘူး တော်တော်လေးမြင့်တဲ့ထဲမှာပါတယ်နော်အဲ့တော့ဟိုအကိုတို့ကဒီတစ်ခါဒီတူလာတဲ့အသင်းဟာဘယ်လ်ဂျန်ရဲ့ဟိုထိတ်တန်းအသင်းကြီးမဟုတ်ဘူးတူလာတဲ့အသင်းကဆိုတော့အခုဒီ Manchester United လို့အနေထားမျိုးပေါ့ကိုတက်ကောင်းတဲ့အသင်းကြီးတွေရှိနေတယ်ဆိုတဲ့အနေထားမျိုးအဲ့လိုအသင်းတွေဟာနာမည်လည်းရှိတယ်ဒါပေမဲ့ကိုတက်ကောင်းတဲ့အသင်းတွေလည်းရှိတယ်အတိုင်းလာကူဒီ under pressure အနေထားကိုရင်ဆိုင်ရနိုင်တယ်ရင်ထိုင်ရင်ဆိုင်နိုင်တယ်သူကဒီ under pressure အနေအထားကနေပြီးတော့အသင်းကိုကာကွယ်ရတဲ့ ဒီအလုံးနဲ့သူပြန်ပါလာတယ်ဆိုတော့အချက်အကိုတော့တွေ့ရတယ်အဲနောက်တစ်ခါကျတော့ तू ကရှင်းရှင်းပြောရင် low risk defensive system team မှာဟိုကစားတာမဟုတ်ဘူး high risk team မှာ तू ကစားလာတာ United အတွက်ဟိုအဲ့ဒီအရာလေ तू နဲ့ तू တော်တော်လေးအဆင်ပြေတယ်နောက် technical points ဘက်ကနေပြောမယ်ဆိုရင်လေအဲဆော့ဆော့ပြောတယ် react lucky cap ပေါ့နော်ဒီကြောင်းကောင်းလို့ तू react လုပ်နိုင်တာမျိုးကိုတို့တွေ့ရတယ်ပြီးတော့ဒီ frame အရေးကြီးတယ်ကိုသမားတူဘယ်လိုပဲပြောပြော frame သူ193 cm ရှိတယ်သူအရင်ကเนาะဒီဒီ table quarter လို့လို့မမြင်မိမယ်သူကတော်တော်လေးအရင်မြင်တဲ့ကိုသမားတွေမှာပါတယ်ဆိုတဲ့အခါကျတော့တခါတလေကျတော့ဟို dive late dive တွေရှိတယ်အဲ့ late dive နည်းနည်းလေးနှောက်ကျသွားရဲ့ဆိုရင်တော့မှအရင်အမောင်းအားတာမှုခြေစန်းလက်စန်းနဲ့ကာကွယ်သွားနိုင်တဲ့အရာတွေပေါ့เนาะပြီးတော့ body extension လုပ်နိုင်စွာရှင်ရှိသလောက်ကိုဘောက်ကိုတုံ့ပြန်မှုပေးတဲ့အရာသူစီမှာရှိတယ် ဆိုတော့ပြီးတော့1 versus 1အနေထားဒီမှာအကိုသူ့လေးလာကြည့်တော့ပေါ့အဲသူက patient ဘက်ကိုသွားတယ်ဥမာမနေ့ကဆိုရင်အကို Brian အဘူးမှုတွန်းသွားတဲ့ goal မမ Dashably ဟာတကယ်တမ်းကျတော့ patient ဖြစ်ရမယ်အစားသူဘလို့ comment ဆိုတော့ဟို early commitment မို့ပို့တစားလိုက်မယ်ဆိုတော့ဘက်ကိုသူရောက်သွားပြီးတော့ဒီဘောလုံးထွက်လာတဲ့အချိန်မှာအေးစစ်စစ်ကာကွယ်နိုင်ရမယ်အစားဘောလုံးကိုရမ်းတမ်းပြီးတော့ခုခံရတဲ့စီကိုရောက်သွားတဲ့အဖြစ်မျိုးပေါ့ အဲ့တော့အဲ့လိုပြောလို့ဒီမမတာရှင်ဖလီကဟိုညံ့တယ်လို့ပြောကြတာမဟုတ်ဘူးဒါလည်းရှင်းအောင်ပြောတာသူ့အနေနဲ့ကိုသမားကောင်းတူဆိုယူရို2024မှာလည်းအခုလိုတက်စီပြဗလန်စီယာပိုးတော့အခုတိတ်မကြည့်တော့ဘူးမသိဘူးဒါပေမဲ့ယူရိုမှာတော့တော်တော်ကောင်းတယ်လီဗာပူးကလည်းကောင်းလို့ခေါ်တာဖြစ်တဲ့အတွက်အဲတချို့သူ့ရဲ့ပင်ကိုအကျင့်စရိုက်ကတော့သူကနည်းနည်းလေးဘယ်လိုအားလီ over commitment ဖြစ်တယ်ဆိုတဲ့ဖက်ပို့တော့ရောက်မလားမသိဘူးဒါပေမဲ့ simple ကအရင်ကျင်းပါသေးတယ်တပွဲဘသူ့ကိုမှတပွဲနှစ်ပွဲနဲ့ဆုံးပြလို့မရဘူး တိုးတော့ lemons နဲ့ပတ်သက်ရင် तू က patient type ပဲကိုနဲ့တွားတယ် patient type ပဲကိုတွားပြီးတော့မှတက်တယ်မီဆိုမှဝန်းနဲ့သူတက်တာအတက်တဲ့အချိန်မှာသူ့ရဲ့ reflex ကမြန်နေတာတက်သူ့အားသာချက်တယ်အဲ့တော့ပြဿနာကအခုစီစူးအဓိကမေးတဲ့မေးခွန်းရဲ့ပြဿနာပါလဲဆိုတော့ PR ကြီးတုံလာခဲ့တယ်ဆိုတော့ PR ကြီးဆိုတာကတော့အသင်းရှုံးတိုင်းတော့ PR မကြုံကိုသမားအမားကျိုးတော့မှ PR ကြုံမှာဟုတ်ကဲ့အဲ့တော့အခုပြောချင်တာကအဲ့ PR တွေကိုဘယ်အချိန်မှသူအဓိကကြုံနိုင်လဲဆိုတော့ လောလောဆယ်အနေထားအရသူက commanding တော်တော်အားနေတယ်။အဲ commanding တော်တော်အားနေတယ်။တော့ကစားသမားတစ်ဖြစ်နေရလဲပါတယ်။ထိတ်တန့်ဖို့အတွေ့အကြုံနေသေးတာလည်းပါတယ်။ commanding အားနေတဲ့ဟာကိုသူပြင်ရမယ်။နောက်တော့ area area strong ဖြစ်ဖို့အတွက်လုံလောက်တဲ့ဟိုဘယ်လိုကောင်းမလဲ။ကြက်ခိုင်မှုပုံစံသူနည်းနည်းလေးအားနေသေးတယ်။အဲ့ဒီအားလေးတော့သူပြင်ရမယ်။ဒါပေမဲ့အဲ့လိုပြင်သည့်တိုင်အောင်ဟိုပြဿနာက Premier League မှာကအခုကအားလုံးသိတဲ့အတိုင်းပဲ။ဒီကိုအတွင်းကိုတွေကိုဟိုဘယ်လိုကောင်းမလဲ။ရယူတဲ့အနေအမှာ resources တွေကဟိုခေဟောင်းပုံစံဒီမှာပြန်ပြီးတော့တုံးလာပြီတောင်းကန်ဘိုးဆိုတာလည်းကြောက်စရာကောင်းလာပြီလက်ပစ်ဘိုးလည်းကြောက်စရာကောင်းလာပြီ free kick လည်းကြောက်စရာကောင်းလာပြီအဲ goal ဒီဘောလုံးတွေဟာလည်းအရင်တုန်းကလို့ကိုအသင်းဘယ်လိုကောင်းလဲဆိုတော့ဟိုအန်နီယဇုံလောက်ကိုပြစ်မှတ်ထားတာမဟုတ် goal box စီကိုဥတည်ပြီးတော့ instant game နေကန်လာကန်ပြီးတော့အဲ goal သမားကိုကြောက်တော့မလှုပ်နိုင်အောင်ထားတော့ဆိုလိုတာကဘာလဲဆိုတော့ goal သမားရဲ့အားသာချက် goal သမားတို့ရဲ့အားသာချက်ကလက်တည် ကွင်းထဲမှာရှိတဲ့တခြား office player အကုန်လုံးကလက်အသုံးခုပြုတ်ခွင့်မရှိဘူးတကွင်းလုံးလှက်ပက်ကစားနိုင်ကစားလို့ရတယ်ကိုသမားကကြောက်တော့အားနှစ်ချက်ကတကွင်းလုံးလှက်ပက်ကစားလို့မဖြစ်ဘူးကိုပေးရမှာဒါပေမဲ့အားသာချက်ကလက်ကိုအသုံးပြုခွင့်ရှိတယ်အဲ့တော့လက်ကိုချုပ်တီးထားတဲ့အခြေအနေဆိုတော့ကလက်ကြီးကိုချုပ်ထားမှာမဟုတ်ဘူးတကယ်ခန္ဓာကိုယ်ကိုစန့်ထုတ်ခွင့်မပေးဘူးဆိုရင်တကယ်မှာဒီလိုကမလဲခြေလမ်းကွက်တွေကိုမပေးဘူး footwork တွေကိုမပေးဘူးဆိုရင်ကိုသမားတူကအဲ့ကြောင်လေးထဲမှာအချင်းကျသွားတယ်ကျသွားတော့ထွက်တင်တာကိုမထွက်လို့ တည်မလားဆိုတော့အဖိခံပြီးတော့တိုက်ခံရတာမျိုးအဲဒါမျိုးတွေပြဿနာတွေကရှိလာနိုင်တယ်အဲ့ဒါက lemon smart မဟုတ် rare လည်းတွေ့နိုင်တယ် alison becker လည်းတွေ့နိုင်တယ်ပြီးတော့ donnarumma လို့ကိုယ်သမားမျိုးတောင်မှတွေ့နိုင်တယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီအချိန်ဒီမှာအမားတွေကျူးလို့ရင်နံပါတ်1ပြိဿကဘယ်လိုတုံ့ပြန်မလဲဆိုတာအရေးကြီးလာပြီပြိဿတုံ့ပြန်မှုကဟာပြိသူကိုယ်တိုင်လည်းဘယ်လိုဘယ်လိုကောင်းလဲသူအားသာချက် တစ်ခုရှိတာကရှစ်ကိုသမားတွေပြဿနာတက်ထားတယ်။ तू ပုံမှန်လေးအလုပ်လုပ်ယုံနေသူနမရနိုင်တယ်။ဒါက तू အားသာချက်။ဒါပေမဲ့ तू အားသာချက်ကတော့ Manchester United ကိုသမားဖြစ်နေတယ်။ Manchester United ကရှင်းရှင်းပြန်တော်တော်လေးအကဲဆက်တယ်။အချိန်ဟွာကြီးတော့အကဲဆက်တယ်။အခြေအနေတွေအပေါ်မှာဟိုတီးခံနိုင်စွာဟာတခြားသူတွေတက်စားရင်နည်းတယ်။အဲ့ဒါကအကိုကဒီမနိုင်ငံကထိုင်းနိုင်ငံပြောတာမဟုတ်တကဘာလုံးအတိုင်းတာနဲ့အဲသူတို့မှာအဲ့ဒီအနေထားရှိတယ်။ဘာကြောင့်လဲဆိုတော့ဟိုအောင်မြင်ခြင်းစိတ်ကလည်းအများကြီးနေပြီ ဒီဟာနဲ့ပတ်သက်ပြီးဒဏ်ရာတွေကလည်းမကြခဏထက်ခါထက်ခါအနာကိုခဏခဏစားသိခံနေရပြီဆိုတဲ့အနေအထားမျိုးမှာအစိုးရစိတ်ပေါ့နော်အစိုးရစိတ်ကနေပြီးတော့ဟိုဒေါသစိတ်အဖြစ်ပြောင်းသွားတဲ့အခြေအနေကအဲ့အဲ့ဒီ transition ကအရင်မြန်နေတယ်အာပြည်သက်တွေဟာအခြေအနေတကူကိုဆိုတဲ့အခါမှာဟိုကောင်းပြီဆိုလေတပွဲနှစ်ပွဲပဲရှိသေးတယ် sample ကအရင်သေးသေးတယ်ဆိုတော့မေ့သွားကြတယ်အခု lemon ဆိုရင်နှစ်ပွဲပဲကစားပြီသူသူနဲ့ပတ်သက်ရင်သူအားနည်းချက်ကပါတယ်ဆို sample ကအရင်သေးနေသေးတယ်အဲ့ small sample ဟာ uncertainty ပဲဘာမှပြောလို့မရဘူးနှစ်ပွဲလောက်ဆိုးတာဟာဟိုရေရှည်အနာကမဟုတ်ဘူးနှစ်ပွဲလောက်ကောင်းတာရေရှည်အနာကမဟုတ်ဘူးဆိုတော့အဲ့ဒီအရာကြီးကိုမေ့ပြီးတော့အရင်ကြီးမျောနေပြီးတော့မှအမှားလဲကျူးလွန်ရောရုပ်တည့်ပြုတ်ကျသွားတတ်တယ်လာပြန်ပြီးကွာဒီကိုသမားဆိုတဲ့စိတ်အဲ့ဒီအရာတွေကကိုသမားအတွက်ဖိအားဖြစ်စေတယ်အဲနောက်တစ်ချက်အဲ့ဒါကျတော့အသင်းရဲ့ institution နဲ့ sign နဲ့အကိုအဲ့ဒီဟာကိုအကိုစောင့်ကြည့်ကြတာအဲ့ဒီအပိုင်းပဲအဓိကအဖြစ် institution နဲ့ sign နဲ့ဆိုတာက သူတို့အခုဒီဘယ်လိုကောင်းလဲဆိုတော့စိတ်ချရပါတယ်သူတို့ခံစားမှုကိုပေးတယ်ကိုသမားတူကိုခေါ်ထားတာမဟုတ်ဘူးတော်တော်ပြောရရင် proven တတိပြပြီးသားကိုသမားတူကိုခေါ်ထားခြင်းလည်းမဟုတ်ဘူး tactical design နဲ့ကိုက်ညီတဲ့ကိုသမားတူကိုခေါ်ထားအဲ့တော့အဲ့လိုကိုယ်သမားတွေကိုခေါ်ထားတဲ့အခါမှာယုံကြည်စိတ်ချမှုကလောလောပြောရရင်ဒေါ်နာရမအမားလို့ရင်မန်ချက်စတာယူနိုက်တက်ကိုလိုက်တဲ့ကိုယ်သမားက ဒေါနာရမသာဆိုရင်အမားလို့ရင်မားလည်းပြဿနာမရှိဘူးဒေါနာရမကတက်တည်ပြပြီးသား तू အထင်တပြန်ကောင်းလာမယ်လိမ့်မယ်လို့ရေးပြောရေးပြီးမဲ့အဲဒီလိုမျိုးကိုယ်သမားတွေကိုပေါ့နော်ခေါ်ထားတဲ့အခါမှာ technical design အရာခေါ်ထားတယ် algorithm အရာခေါ်ထားတယ် data driven lab လုပ်ပြီးခေါ်ထားတယ်ဆိုတဲ့ကိစ္စမျိုးတွေမှာကျတော့အသင်းဟာအဲ့လိုအနေအထားမျိုးတွေရတယ်ပြန်ပြီးတော့ဟိုဘယ်လိုကိုကိုယ်သမားကို ဟိုအယုံအကြည်နဲလာပြီးပြန်တက်မလားပြန်တက်မလားဆိုတော့ကလိုင်းပြန်အောင်မလားတခြားကိုယ်သမားထက်ရှာမလားအဲ့လိုသတင်းတွေထက်ပြီးတော့ထုတ်ပြန်နေမလားဆိုတဲ့ဟာမျိုးတွေထွက်လာရင်ကိုယ်သမားအတွက်တော်တော်အဆင်ပြေဘူးအခုအမြင်ကတော့ဒီ lemon ဟာဖြည့်ရမယ့်အပိုင်းတွေတိုးတက်လာမယ့်အပိုင်းတွေရှိသေးတယ်ဒါပေမဲ့တော်တော်ကိုအဆင်ပြေတယ် amorin ရဲ့ဒီအခုလို sporting lisbon ကိုကြည့်မယ်ဆိုရင် sporting lisbon အသင်းရဲ့ ကစားပုံအရာပေါ့နော်သူ့ကိုသမားဟာဒီ highlight တွေမှာပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဘလုံးဆုံးဖြုံးသွားတဲ့အချိန် compression ပြန်လုပ်တဲ့အချိန်တွေမှာပြီးတော့ကိုသမားတွေဟာကကိုးပေါက်ကိုတွေမကဘဲနဲ့ဒီ defend ဘယ်လိုခေါ်မလဲဆိုတော့ဒီ defending ဒီ space တွေကိုဟိုတက်ပြီးတော့ကာဝယ်ပေးတဲ့ပုံစံတွေမှာ supporting response အသင်ဟာအဲ့ဒီအပိုင်းကိုသွားခဲ့တယ်ဆိုရင် lemons ရဲ့ trace တွေကလည်းသူ offline shipping ဆိုတဲ့ပုံစံမျိုးမှာသူစောစောအကိုပြောခဲ့ပြီးအားကောင်းပြီးသား ီးတော့ဒီ positioning ဟာသူဟာဒီ patient လည်းဖြစ်တယ် aggressive လည်းဖြစ်တယ်လုံလောက်တဲ့အနေအထားဒီစိတ်ရှိရှိနဲ့စောင့်ပြီးတော့ဘုံနဲ့စောင့်တက်တက်တဲ့ type မျိုးလည်းဖြစ်တယ်ဆိုတော့အဲ့ဒီကိုယ်သမားက perfect ဖြစ်နေပြီ system perfect ဖြစ်နေပြီဆိုတော့အမားကျူးတော့လည်းဒီ73ကျင်းတယ်ဒီ Roman Amorin အနေနဲ့အမားကျူးတော့လည်း73ဆက်ပြီးတော့နေရာပြေးသူတပွဲတစ်ပွဲမှားလိုက်လို့သူ့ကိုပြန်ခေါက်ဘန်ဒါကိုပြန်ပြီးတော့နေရာပြေးလိုက်ပြီဆိုရင်ကိုယ်သမားရဲ့စိတ်ပိုင်းဆိုင်ရာကျိုးလဲသွားနိုင်တယ်အဲ့တော့အခုဘာလို့ဆိုရင်လဲဆိုအဲ့ဒီအချက်ကိုပဲဆိုရင် ဲ့တော့ Manchester United အတင်ရဲ့ institutional maturity ပေါ့ institutional maturity ဆိုတာသူတို့ရဲ့ရင်းချက်မှုသူတို့ရဲ့စိတ်ရှည်မှုဟာဒီ Sunderland shape မှာဆက်ပြီးတော့ပြသွားမယ်လက်စွမ်းထက်ပို့ပြီးတော့အရေးကြီးတယ် Lamans ကဒီ Manchester United အတင်အတွက်ဟိုစိတ်ချရတဲ့ကိုယ်စားမားဆိုတဲ့ခံစားမှုကိုရလာမှုအတွက်ဟာသူကိုယ်တိုင်ဖြစ်ဖြစ်ရမယ့်အပိုင်းတွေကိုပြောပြီးအဲ့ဒီဖြစ်ရမယ့်အပိုင်းတွေလည်းဖြစ်ဖို့လိုတယ်ဆိုပေမဲ့သူကလက်ရှိ United နဲ့တော်တော်လေးကန့်ကြီးတဲ့ကိုယ်စားမားအဲ့ကိုယ်စားမားကိုဒီအတင်းဟာဒီထက် ဟိုပြဿနာကြီးများကြုံခဲ့ရင်စိတ်ရှည်ဖို့ပြီးတော့ရင့်ကျက်ဖို့အဲ့ဒီအရာကိုအတင်းကပြနိုင်လမန့်ကအများကြီးလိုတက်လာလိမ့်မယ်ဟုတ်ကဲ့ဟိုဒါအခုလိုမျိုးစန္ဒလမန့်နဲ့ပတ်သက်ပြီးတော့ဒါဆွံ့နေပေးခဲ့တဲ့တော့အခုကိုအထူးပဲကျေးဇူးတင်ပါတယ်ပြည်သက်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့တော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ